ာဒီကချင်းရက်နေပြန်လေကျူဆူလိုက်ပါတယ်ခုတော့ရုရှားနဲ့ယူကရိန်းနိုင်ငံစလုံးကဒီတွစ်ဆုံဆွေးနွေးရေးလုပ်မယ်ဆိုပြီးတော့ဒီပူတင်နဲ့ဇီလန်စကီတို့ပြန်လည်ပြောဆိုလာကြပါတယ်ဒီ၃နှစ်ကျော်ကြာလာပြီဖြစ်တဲ့ဒီယူကရိန်းရုရှားစစ်ပွဲကဒီတစ်ချိန်အပြည့်ရက်သွားမလားဆိုတာကတော့ဒီဆွေးနွေးပွဲကနေအပြည့်ရက်သွားမလားဆိုတာကတော့ဒါအတော်လေးကိုစိတ်ဝင်စားစရာပါခုလိုတွစ်ဆုံဆွေးနွေးရေးဖြစ်လာဖို့ဆိုတာကလည်းဒီပူတင်ဘက်ကစပြီးထုတ်ပြောလာတာပါဆိုတော့ ဒီမေလ10ရက်နေ့ကပြုလုပ်တဲ့မော်စကိုသတင်းစာရှင်းလင်းပွဲတစ်ခုမှာပေါ့လေဒီတိတက်ခံပါတဲ့ငင်းကြင်ရဲ့အတွက်ဒီမေလ15ရက်နေ့မှာတူရကီနိုင်ငံအစ္စတန်ဘူးမှာယူကရိန်းနဲ့တွေ့ဆုံဆွေးနွေးမယ်လို့ဒီပူတင်ဘက်ကရှာရှာပါပါထုတ်ပြောလာတာပါဆိုတော့ပူတင်ကဒီလိုထုတ်မပြောခင်ရက်ပိုင်းအလိုမှာဒီယူကရိန်းနိုင်ငံကိုဥရောပနိုင်ငံ၄နိုင်ငံကခေါင်းဆောင်တွေအာရောက်ရှိခဲ့တာရှိပါတယ်ဆိုတော့ပြင်သစ်ဂျာမနီ ဗီတိန်နဲ့ပိုလန်နိုင်ငံခေါင်းဆောင်တွေပါဝင်တဲ့ဒီဆန်နတ်တူညွန့်ပေါင်းအဖွဲ့လို့ခေါ်တဲ့အဲ့ဒီအဖွဲ့နဲ့ဒီယူကရိန်းသမ္မတတို့ကဒီဆွေးနွေးမှုတွေလုပ်ခဲ့ပါတယ်ဆိုတော့အဲ့ဒီဆွေးနွေးမှုအပြီးမှာဘာဘာပြောလဲဆိုလို့ရှိရင်ဒီရုရှားကနေပြီးတော့မှဒီရက်30ရုရှားနဲ့ယူကရိန်းကြားမှာဒီအပြစ်ခက်ရက်စီကိစ္စကိုသူတို့ပြောခဲ့ပါတယ်ဆိုတော့ရက်30အာဒါအပြစ်ခက်ရရမယ်လို့ အဲဒီလိုပါကထုတ်ပြောတာနေရှိပါတယ်အဲ့ဒီလိုအပြစ်မရလို့ရှိလို့ရှိရင်ဒီရက်30ပေါ့ဒီရက်30အပြစ်မရလို့ရှိရင်ရုရှားနဲ့တက်ဆိုင်တဲ့ဒီစွမ်းရင်ဘန်လုံးငွေတွေကိုတန်ခတ်မယ်လို့ဒီဥရောပခေါင်းဆောင်တွေကဒီပြောခဲ့ပါသေးတယ်ဆိုတော့နောက်ပြီးတော့ဒီရုရှားကိုတန်ခတ်ရေးလုံးမယ်ဆိုပြီးတော့မှဒီပြီးခဲ့တဲ့ဒီ မတ်လလောက်ကပေါ့ဒီ G7 အဖွဲ့တွေကလည်းဒါပြောခဲ့တာတွေရှိပါတယ်ဒါကြောင့်ပူတင်ကသူ့အပေါ်ကြောက်ရောက်လာမဲ့ဒီစီးပွားရေးပိတ်ဆို့မှုတွေကိုဖြေလျှော့ဖို့အတွက်ဒီယူကရိန်းရဲ့တွစ်ဆုံဆွေးနွေးရေးကိုဒီလမ်းကြောင်းကိုရွေးလိုက်တာလည်းဒါဖြစ်ကောင်းဖြစ်နိုင်တာပေါ့ဒါပေမဲ့ပူတင်ကဒီငြိမ်းချမ်းရေးအတွက်ဆွေးနွေးမဲ့ပြောပြီးကလေးကဒီပျောက်ချင်းမလားကိုပျောက်သွားပါတယ်ဆိုတော့ယူကရိန်းသမ္မတဇီလန်စကီးကတော့ဒီအာတူရကီမှာတူတင်စောင့်နေမယ်လို့ပြောထားပေမဲ့ဒီပူတင်ဘက်ကတော့ဘာမှတုံ့ပြန်တာမျိုးတော့မတွေ့ရပါဘူး အာဒါကြောင့်ဒီတွစ်ဆုံဆွေးနွေးပွဲကဒါအတိအကျတော့ပြောလို့တော့မရသေးပါဘူးဒီကြတဲ့ trend ကလည်းဒီရုရှားနဲ့ယူကရိန်းဆွေးနွေးမယ်ဆိုလို့ရှိရင်သူလည်းဒီအဲ့ဒီဆွေးနွေးပွဲမှာအာတွားပြီးတော့တက်ရောက်ပြီးမယ်ဆိုပြီးတော့မှပြောထားတာလည်းရှိပါတယ် trend ကသူသူဓမ္မတာဖြစ်လာပြီးကတည်းကဒီရုရှားနဲ့ယူကရိန်းစစ်ပွဲကိုရပ်တန့်အောင်လုပ်မယ်သူရဲ့အစီအစဉ်ကဒီနေ့ဒီတော့ထိရောက်တဲ့အနေအထားမျိုးတော့ကျွန်တော်တို့မတွေ့ရသေးပါဘူးဒါပေမဲ့ဒီဆွေးနွေးပွဲကဒီပတ်သက်လို့တော့ဒီဘလိုခင်းချင်းမျိုးနဲ့တွေ့ဆုံ ဆွေးနွေးမှာလည်းဘယ်လိုပုံစံနဲ့ဆွေးနွေးကြမှာလဲဆိုတာကိုရုရှားဘက်ကထိရောက်တဲ့ပြောကြချက်တွေတော့ဒီနေ့ထိတည်းမတွေ့ရဘူး။သူကလည်းအဲ့ဒီမှာမပြောတဲ့အပြင်ကိုပျောက်နေတဲ့သဘောမှလည်းရှိတယ်ပေါ့။ဆိုတော့ယူကရိန်းသမ္မတဇီလန်စကီကလည်းဒီတွစ်ဆုံဆွေးနွေးရေးလုပ်မယ်ဆိုလို့ရှိရင်အရင်ဆုံးအပြစ်ရက်ရမယ်လို့သူ့ဘက်ကစပြောထားတာရှိပါတယ်။ဒါပေမဲ့ဘလိုပဲဖြစ်ဖြစ်တော့ရက်တည်ဖြစ်စီမရက်တည်ဖြစ်စီအာဇီလန်စကီကတော့ဒီပုံမှာအများကြီးညှော်လင့်ထားပုံရပါတယ်။ဆိုတော့ ဒုတိယကမ္ဘာစစ်ပြီးတဲ့နောက်ပိုင်းဒီအခု21ရာစုမှာဖြစ်လာတဲ့ဒီစစ်ပွဲတွေအဲမှာဆိုလို့ရှိရင်ဒီဥရောပမှာဖြစ်နေတဲ့ရုရှားနဲ့ယူကရိန်းစစ်ပွဲကဒါအကြီးမားဆုံးစစ်ပွဲတွေအဲမှာပါဝါတယ်ဒီစစ်ပွဲကိုအဆုံးသတ်ဖို့ဆိုတာကဖြစ်နိုင်ကြအတော်လေးကိုနေပါတယ်ဒါကြောင့်လည်းဒီအမေရိကန်ကယူကရိန်းကိုဆက်ပြီးတော့မှထောက်ပံ့မပေးခြင်းဒါလည်းဖြစ်နိုင်ပါတယ်ဆိုတော့နောက်ဆုံးအပြစ်ခက်ရစ်စေးလိုက်ပြန်ဖြစ်လိုက်တဲ့ဒီတန်တရားလေတော်မဲ့ ပုံစံလဲဖြစ်ဖြစ်နိုင်ပါတယ်ဆိုတော့မြန်မာနိုင်ငံမှာလိုတိုင်းရင်းသားတွေတောင်းဆိုချက်တဲ့ဒီစစ်ကောင်စီရဲ့တုံ့ပြန်ချက်တွေကြောင့်မှဒီနိုင်ငံရေးတန်တရားလင်းနေပြီးစစ်မှန်တဲ့ငြိမ်းချမ်းရေးကိုဒီနေ့ချိန်ထိကမရသေးပါဘူးယူကရိန်းနဲ့ရုရှားရုရှားကလည်းဒီလိုဖြစ်နိုင်ပါတယ်ဆိုတော့နောက်ပြီးတော့ဒီရုရှားနဲ့ဒီယူကရိန်းကအခုမှစပြီးတွစ်ဆုံဆွေးနွေးကြတာလားဆိုတော့လည်းမဟုတ်ပါဘူးအနည်းဆုံးတော့ဒါ၅ချိန်လောက်ရှိပြီလို့သိရပါတယ်ဒါကခက်မှန်းချိန်ကိုပြောတာပါ တကယ်လို့ဒီတစ်ကြိမ်သာဆွေးနွေးပွဲဖြစ်မယ်ဆိုလို့ရှိလို့ရှိရင်6ကြိမ်မြောက်ဖြစ်ပါပြီဆိုတော့ပြီးတော့ရုရှားနဲ့ဒီယူကရိန်းဆွေးနွေးပွဲကိုဒီတူရကီမှာလုပ်ဖို့ရည်ချတာကလည်းအခုဆိုရင်3ကြိမ်ရှိပါပြီဆိုတော့စစ်ပွဲစတင်ပြီးဒါ3နှစ်ကျော်ကာလအတွင်းမှာဒီထိရောက်တဲ့ပြစ်ခတ်ရစ်စရဲဒါမှမဟုတ်ဒီငြိမ်းချမ်းရေးသဘောတူညီချက်အာတခုခုမရသေးပါဘူးဆိုတော့အခု Ukraine အရေးကိုဒီ American ကပြစ်ထားခဲ့တဲ့ဆိုပေမဲ့လည်း ဥရောပခေါင်းဆောင်တွေကတော့ဆက်ပြီးတော့မှရက်တည်နေတာတွေ့ရတော့ဒီရုရှားအတွက်မချိမဆန့်ဖြစ်နေတဲ့အခြေအနေပါဆိုတော့ယူကရိန်းကိုနိုင်ငံကလည်းထောက်ကန်ပေးပြီးရက်တည်နေနေဒီရတော့ဒီရုရှားဘက်ကဒီယူကရိန်းကိုအလွယ်တကူနဲ့တော့အာဒါတိုင်းနိုင်တဲ့အနေအထားမှာတော့ရှိမှာတော့မဟုတ်ဘူးပေါ့ပြောချင်တာကနိုင်ငံတကာဖိအားကရုရှားဘက်မှာဆက်ပြီးတော့မှရှိနေဦးမှာပါဒါပေမဲ့ဒီဒီကြိမ်ဆွေးနွေးပွဲကအပြစ်ခတ်ရက်စည်းရေးကိုတကယ်ပဲဥတည်သွားနိုင်မလားဆိုတာကလည်းဒါစိတ်ဝင်စားစရာတစ်ခုပေါ့လေဆိုတော့ ရုရှားနဲ့ယူကရိန်းကအရင်တုန်းကဆွေးနွေးခဲ့တယ်ဒါပေမဲ့ဘာကြောင့်သဘောတူညီမှုမရခဲ့တာလဲသူတို့ဘာတွေဆွေးနွေးခဲ့တာလဲဆိုတာကိုကျွန်တော်အနည်းငယ်ပြန်ကြည့်အောင်ပါဆိုတော့ရုရှားနဲ့ယူကရိန်းကြားမှာစစ်ပွဲဆက်တင်ပြီးနောက်ပိုင်းပြစ်ခတ်ရက်စရေအဲဒီတော့နောက်ပြီးငြိမ်းချမ်းရေးအတွက်ပေါ့ဒီအချင်းချင်းဆွေးနွေးခဲ့ပါတယ်ဒါပေမဲ့ရလက်ကောင်းကမထွက်ခဲ့ဘူးဘာကြောင့်မထွက်ခဲ့ရလဲမေးလို့ရှိရင်တစ်ဖက်နဲ့တစ်ဖက်ကတော့ဒီစန့်ကျင်ဘက်အမြင်နေမြင်နေကြတော့ပါအထူးသဖြင့်ရုရှားလူချင်းတော့ယူကရိန်းက ခွင့်မပြုပါဘူးဆိုတော့ယူကရိန်းလိုချင်တာကိုလည်းဒီရုရှားဘက်ကလိုက်ရောမပေးနိုင်ပါဘူးဆိုတော့ဒါတွေကပဲစစ်ပွဲကိုအဆုံးမသတ်နိုင်ဖြစ်နေတာပါဆိုတော့ရုရှားနဲ့ယူကရိန်းစစ်ဖြစ်ပြီး2020နဲ့အဲခုတည်းမှာပဲဒီတူရကီနိုင်ငံအစ္စတန်ဘူးမြို့မှာဆွေးနွေးပွဲတွေလုပ်ခဲ့ပါတယ်ဒါပေမဲ့သဘောတူညီချက်တွေမရခဲ့ဘူးဒီနောက်ပြီးတရုတ်နိုင်ငံဂျောင်းဝင်ဖြစ်ပြမှုနဲ့လည်းဒါကြိုးစားခဲ့ပါသေးတယ်အဲအဲ့ဒီနောက်ဒီ2020နဲ့3ခုနှစ်နောက်မှာလည်းထပ်ပြီးဆွေးနွေးခဲ့ပါတယ်ဒါပေမဲ့မရခဲ့ပါဘူး ဘာသဘောတူညီချက်မှသူတို့မရခဲ့ဘူးရုရှားနဲ့ယူကရိန်းအချင်းချင်းဆွေးနွေးမှုကဒီအချင်းကြီးပဲဖြစ်နေကြတာပေါ့ဒါပေမဲ့အခုဒီချိန်တော့ဒီဥရောပနိုင်ငံတွေကထပ်ပြီးဖိအားပေးလာခဲ့မှဆိုရင်ဒါကဒီရုရှားအတွက်ကောင်းတဲ့ဒီအချင်းကြီးတော့ဖြစ်လာမှာတော့မဟုတ်ပါဘူးဆိုတော့တို့နိုင်ငံအကြမ်းမှာအရင်ကတွဲဆုံဆွေးနွေးကြတာတွေမှာယူကရိန်းဘက်ကဘာတွေတောင်းဆိုကြတာလဲပြီးတော့ရုရှားဘက်ကရောဘာတွေတောင်းဆိုတာလဲဘာတွေစိုးရိမ်ချက်တွေရှိနေတာလဲကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်ဒါတမိုင်းကြောင်းနောက်ခံကလည်း စကားပြောပါတယ်ဆိုတော့မြန်မာနိုင်ငံမှာလိုအနေထားဖြစ်ပါတယ်ဆိုတော့ရုရှားရဲ့အမြင်ကယူကရိန်းဟာဒီရုရှားရဲ့ဒီရင်းချင်းမှုဝန်ကျင်တွေကအစိတ်ပိုင်းတစ်ခုဖြစ်တယ်လို့သူကတမိုင်းကြောင့်အရာအမြင်နေတဲ့အမြင်တွေရှိပါတယ်ဆိုတော့ထူးသဖြင့်မြန်မာနိုင်ငံမှာလိုဒီတိုင်းရင်းသားနေမျိုးတွေကိုဗမာအစိုးရကနေပြီးတော့ဒီလက်ဝါကြီးအောက်မဲ့ပြည်ရင်တာအကျိုးစီးပွားတွေအကုန်လုံးကိုဘိုးချုပ်ကန်မှုတွေတွက်တင်းနေပေါ့ပြီးလို့ရှိရင်ငါတို့ကညီကိုတွေပါဆိုပြီးတော့ဒါတမီသေးသားတွေပါဆိုပြီးတော့မှ ဒါပမာဆိုရကအဲ့လိုမျိုးတွေလှုပ်ခဲတဲ့ပုံစံမျိုးတွေဖြစ်ပါတယ်ဆိုတော့ရုရှားကလည်းဒီနေ့အတိုင်းပါပဲဆိုတော့ကိုရဇူးလောက်တုန်းကဆိုလို့ရှိရင်ဒီ Kibru Yes ဒီဘဟုချက်မှဖြစ်ခဲ့တဲ့ဒီ Kiev မျိုးနဲ့ Slavic တမိုင်းကျောင်းတွေမှာတူညီတဲ့အမျိုးသားရေးလက္ခဏာတွေကရှိခဲ့ပါတယ်ဒါကငါတို့အပိုင်ဆိုပြီးတော့မှအခုအချိန်မှာရုရှားကဒီလိုမျိုးအပေါ်စင်းနဲ့ပြောလာတဲ့စကားတွေအများကြီးရှိပါတယ် ဆိုတော့ဒါပေမဲ့ယူကရိန်းဘက်ကကြည့်မယ်ဆိုလို့ရှိရင်ရုရှားကယူကရိန်းရဲ့အမျိုးသားရဲ့လက္ခဏာနဲ့ဒီယဉ်ကျေးမှုအမွေနှစ်တွေကိုဒါဖျက်ဆီးတယ်ဆိုပြီးတော့မှယူကရိန်းဘက်ကမြင်နေတာတွေရှိပါတယ်ဆိုတော့သူတို့နှစ်ယောက်ရဲ့အမြင်ကစန့်ကျင်ဘက်အမြင်နဲ့ဖြစ်နေပါတယ်ပြီးတော့ယူကရိန်းကဒီဆိုဗီယက်ခေတ်စာပြင်ခုတည်းမှာရုရှားရဲ့ဒီဖိနေကွန်ပျူတာတွေကိုခါစီပြီးတော့ခံခဲ့ရပါတယ်ဆိုတော့အထူးသဖြင့်1930ကျားကလာလောက်ဒီပြန်ကြည့်မယ်ဆိုလို့ရှိရင်ဒါဆိုဗီယက်ခေတ်စတာလင်လက်အောက်မှာရှိတဲ့ဒီ ဟိုလိုဒိုမိုရဲ့ဆူးလိုက်ပြုံလိုက်ဒီအငက်ပဲဖြစ်အောင်လုပ်ခဲ့တဲ့ဟာတွေကိုယူကရိန်းအတွက်ကတကယ့်ကိုအဲ့ဒီနေ့တွေကခါသီးတဲ့နေ့တွေဖြစ်ခဲ့ပါတယ်ဆိုတော့ကျွန်တော်ဒီဘက်မှာဒီယူကရိန်းရဲ့တောင်းဆိုချက်တွေမှာဒါတွေရောဒါထည့်ပြီးတော့မှဒီပါလာတဲ့အနေအထားတွေရှိပါတယ်ဆိုတော့ယူကရိန်းဘက်ကသူတို့ရဲ့နေမြေပိုင်ဆိုင်မှုကိုအပြေအဝရရှိဖို့အတွက်တောင်းဆိုတာဖြစ်ပါတယ်။တမိုင်းကြောင်းဆိုင်ရာအရာဒီရုရှားရဲ့ဒီပြစ်ချက်တွေကိုဒီခွင့်လွှတ်ပြီးတော့အာယူကရိန်းကနေမြေတွေကိုအဓိကတောင်းပါတယ်။ဆိုတော့အထူးသဖြင့် 14လောက်ကလေးကတတ်မှတ်ထားတဲ့အတိုင်းဒီ Ukraine နေမျိုးတွေကိုသူတို့ပြန်လိုချင်တာပါဆိုတော့နောက်ပြီးတော့ဒီ Ukraine က NATO အဖွဲ့ဝင်ဖြစ်ရင်းနဲ့သူတို့ရဲ့ချုပ်ချာအာဏာကိုအပြည့်အဝရရှိဖို့တဲ့မူတွေကိုတတ်မှတ်တာမျိုးတွေလည်းရှိပါတယ်ဒါတွေအပြင် Ukraine ကနိုင်ငံတကာရဲ့လုံခြုံရေးအာမခံချက်တွေပြီးတော့ဒီစစ်ပွဲဆိုင်ရာဒါပြစ်မှုတွေအတွက်တရားစွဲဆိုတာတွေနောက်ပြီးတော့ဒီစစ်ပွဲထဲမှာပျက်စီးသွားတဲ့ဒီပျက်စီးဆုံးရှုံးမှုတွေအတွက်ဒါပြည်내ထူထောင်ရေးအတွက်ဒါရန်ပုံငွေတောင်းဆိုတာတွေနဲ့ဒီရုရှားတပ်တွေ ဒီယူကရိန်းနိုင်ငံတွေကနေအပိတိုင်ဆုတ်ပြီးတော့မှဒီစစ်ပွဲအဆုံးသက်ရတဲ့သဘောတူစာချုပ်တွေကိုဒီနိုင်ငံတကာအတိတ်တွေရှင်းမှလုပ်ဖို့ဆိုတဲ့တောင်းဆိုချက်တွေရှိပါတယ်ဆိုတော့ဒီရုရှားရဲ့ဒီမဟာဗျူဟာဆိုင်ရာလွတ်မှုအောက်ကနေလွတ်မြောက်ဖို့အတွက်ယူကရိန်းကဒီအနောက်နိုင်ငံတွေနဲ့အာစစ်ရေးနိုင်စစ်ရေးနိုင်ငံရေးစီးပွားရေးစတဲ့ကဏ္ဍပေါင်းစုံမှာပူးပေါင်းဆောင်ရွက်တာမျိုးလွတ်ကျင်တာပါဒါတွေကဒါတွေကဒီယူကရိန်းဘက်က ဖြစ်ချင်တဲ့ဆန္ဒတွေဖြစ်ပြီးတော့ဒီတွစ်ဆုံဆွေးနွေးရေးတွေမှာတောင်းဆိုတဲ့အချက်တွေဖြစ်ပါတယ်ဆိုတော့ယူကရိန်းဘက်ကတောင်းလာတော့ဟုတ်ပါပြီဆိုတော့ရုရှားဘက်ကရောသူတို့သူတို့ဘာတွေဒါတောင်းဆိုလဲဘာတွေလိုချင်တာလဲဆိုတာကိုလည်းအဲကြည့်အောင်ပါဆိုတော့ရုရှားဘက်ကတောင်းဆိုချက်တွေကတော့ရှင်းပါတယ်သူတို့ပထမဆုံးအနေနဲ့ဒီယူကရိန်းကဒီ NATO အဖွဲ့တွေမှာဝင်လို့မရဘူးအဲနောက်တစ်ချက်ကပါလဲဆိုတော့ဒီခရိုင်းမီးယားပေါ့ခရိုင်းမီးယားတို့ဒီ ဒိုနက်နောက်တော့လူဟန်ဆက်ဒီဇာပိုရီဇီယာပေါ့နောက်တော့ဒီကာဆွန်ဒေတာအာဒီအထူးသဖြင့်ရုရှားကလိုချင်တာပါဆိုတော့တတိယတစ်ချက်ကတော့နိုင်ငံတကာကဒီယူကရိန်းကိုဒီစစ်လက်နက်တွေဒါပန့်ဖို့ကူညီနေတာတွေအထူးသဖြင့်တော့ဒီစစ်လက်နက်ပေါ့လက်နက်တွေပေးနေတယ်ဒါရက်တံပေးဖို့ဒါတွေကိုရုရှားဘက်ကတောင်းဆိုပါတယ်ဆိုတော့နောက်တစ်ချက်ကပါလဲဆိုလို့ရှိရင်ယူကရိန်းနိုင်ငံမှာဒီရုရှားဘာသာစကားပြောအသုံးပြုခွင့်တွေကိုဒါ ယူကရိန်းကဒါထိန်းချုပ်တာမျိုးတွေမလုပ်ဘူးဆိုတာမျိုးတွေဆိုတော့တောင်းဆိုချက်တွေရှိပါတယ်ဒီနေရာမှာဒီရုရှားဘာသာစကားပြောခွင့်ရဆိုတဲ့ဟာကိုထိန်းချုပ်တာမျိုးဆိုတာကအဲရှစ်ဘက်အချမ်းမှာဆိုလို့ရှိရင်ရုရှားလူမျိုးတွေတော်တော်များများရုရှားစကားပြောတဲ့လူတွေတော်တော်များများနေထိုင်ပါတယ်ဆိုတော့အဲ့ဒီမှာဒီရုရှားစကားတွေကိုသူတို့ကသုံးပြီးတော့မှဒါအသုံးပြုပြီးတော့မှနေထိုင်ကြတယ်ပေါ့ဆိုတော့ဒါကိုယူကရိန်းဘက်ကနေပြီးတော့မှဘယ်လိုမြင်လဲဆိုလို့ရှိရင်ရုရှားရဲ့ထွန်းမှုမှုလို့သူတို့ကယူကရိန်းဘက်ကမြင်တာတွေရှိပါတယ်ဆိုတော့ဒါတွေကို ဒီဘာသာစကားနဲ့ပတ်သက်ပြီးတော့လဲဒါသူတို့ကြားမှာမကြေမလေတာတွေမဆုံးဖြတ်နိုင်တာတွေဒါတွေကလည်းဒါစစ်ပွဲထဲမှာတက်ရောက်မှုတွေရှိနေတာကျွန်တော်တို့တွေ့ရပါတယ်ယူကရိန်းလူမျိုးတွေရဲ့အမျိုးသားရေးလက္ခဏာပြန့်ပွားရေးတက်ဒီ2014ခုနှစ်မှာဆိုလို့ရှိရင်ဒီမိုက်ဒန်တော်လင်ရေးနဲ့ဒီတမဒဗီတာယာနူကိုဘစ်ကိုနှုတ်ဖက်စေတဲ့ဒီအရေးခင်းနေမှာဆိုလို့ရှိရင်ယူကရိန်းတို့အတွက်သူတို့တော်လင်ရဲ့တော်တော်လေးကိုအားကောင်းခဲ့တဲ့အချိန်မှာ ဖြစ်ခဲ့ပါတယ်ဆိုတော့ဒီအချက်တွေကိုကြည့်ချင်းအပြင်တော့ရုရှားနဲ့ယူကရိန်းကျမ်းမှာဒီသမိုင်းကြောင်းဆိုင်ရာပြဿနာတွေလည်းရှိနေတယ်ဆိုတာကိုအမြင်တွေ့ရမှာဖြစ်ပါတယ်ဆိုတော့သူတို့ရဲ့ဒီတစ်ဖက်နဲ့တစ်ဖက်ရုရှားကလည်းရုရှားလိုချင်တာကိုသူပြောတယ်ယူကရိန်းကလည်းယူကရိန်းလိုလိုချင်တာကိုပြောတယ်ဆိုတော့သူတို့ရဲ့အဓိကစင်ကိုချက်တွေပေါ့ဒါဘာတွေဖြစ်မလဲဆိုတာပြန်ကြည့်လို့ရှိရင်ဆိုတော့ယူကရိန်းနဲ့ရုရှားကျမ်းမှာဒီလိုထိလေရှားလေကိစ္စတွေကအကြောင်းအရာတွေကဒီနိုင်ငံကျမ်းမှာအများကြီးရှိပါတယ် ဒီချိနေချာနေကိစ္စတွေအတွက်ကြောင့်လည်းပြည်လင်မှုတွေမရဘူးဒါစစ်ပွဲတွေကိုပဲဆက်တော်နေတဲ့သဘောမှရှိပါတယ်သူတို့ရဲ့စစ်နှုတ်ပွဲတွေမှာစင်ကိုချက်တွေကိုကြည့်မယ်ဆိုလို့ရှိရင်ယူကရိန်းကလည်းရုရှားကျူးကျော်ဝင်တာကိုဟန်တာဖို့အတွက်နေတိုးအဖွဲ့တွေမှာဝင်ကျင်တယ်ဒါနိုင်ငံတကာအာမခံကြီးတွေကိုလိုချင်တယ်ပေါ့နောက်ပြီးတော့ဒီတစ်ဖက်မှာလည်းဒီနေမြေပိုက်ဆိုင်မှုတွေမှာလည်းဒါအငင်းပွားတာတွေရှိတယ်အထူးသဖြင့်ရုရှားကခရိုင်းမီးယားကျွန်းစွန်းနဲ့ယူကရိန်းဘက်ဒီပြည်နယ်တွေကိုပြည်နယ်၄ခုလောက်ကိုသူကလိုချင်တဲ့ ဟာဒီကယူကရိန်းအနေနဲ့ကဘလို့မှသဘောတူလို့မရတဲ့အချက်တွေဖြစ်ပါတယ်ဒီအချက်ကိုယူကရိန်းကလက်မခံဘူးယူကရိန်းကလည်းဒါအပြတ်သက်ညင်ချက်တွေသူတို့ထုတ်တာတယ်နောက်ပြီးတော့ဒီယူကရိန်းကဒီစစ်ပွဲဆိုင်ရာနဲ့ပတ်သက်လို့ရုရှားကိုတရားစွဲထားတာတွေရှိပါတယ်ဆိုတော့ဒီတရားစွဲတာပဲလားဆိုတော့မဟုတ်ဘူးသူတို့ဒီယူကရိန်းကိုသူတို့ကျူးကျော်စပေါ့ကျူးကျော်တဲ့အချိန်ကစလို့ဒါပြည့်စုံဆုံးချုံခဲ့တဲ့ဟာတွေအတွက်လဲယူကရိန်းကအာဂျော်ဂျီတွေတောင်းပါတယ်ဆိုတော့ ြန်လေတူတောင်ရဲ့အတွက်ရေပုံငဲတဲ့အာမင်းတို့ငါတို့ကိုပြန်ပေးရမယ်ဆိုပြီးတော့မှအဲ့လိုမျိုးတွေပြောတာတယ်လေဒါတောင်းဆိုတာတွေလည်းရှိပါတယ်ဆိုတော့နှစ်ဖက်စလုံးရဲ့ယက်တီချက်တွေကဒီတအားကြီးကိုကွာခြားနေတာတွေရှိပါတယ်နောက်ပြီးတော့ဒီတွစ်ဆုံဆွေးနွေးပွဲကနေဒါငင်းချင်းရေးကိုဥတည်သွားရင်တော့မှဒီရုရှားရဲ့ရန်လိုမှုတွေကကိုဒီပြောမဆိုရရုရှားရဲ့ရန်လိုမှုတွေကိုယူကရိန်းဘက်ကစိုးရင်ချက်တွေရှိနေစေပါဆိုတော့လုံခြုံရေးယူကရိန်းရဲ့ဒီလုံခြုံရေးအာမခံချက်လို့ပဲပြောရမှာပေါ့ဆိုတော့ ယူကရိန်းကဒီလိုစွန့်ရင်တယ်ဆိုတာကလည်းပူတင်ကသဘောတူညီချက်ကိုချိုးဖောက်ခဲ့တာတဲ့ရှေ့မှာတမိုင်းတက်တဲ့ရှိလို့ပါဆိုတော့2014မှာရုရှားကဒီခရိုင်းမီးယားကိုကျူးကျော်ပြီးအာတိမ့်ပိုက်ခဲ့တာရှိပါတယ်အဲ့ဒီကျူးကျော်ပြီးတဲ့နောက်ပိုင်းမှာဒီ2019လောက်မှာဒီရုရှားနဲ့ယူကရိန်းကဒီယူကရိန်းကိုနေကိုပေါ့ဒီရုရှားကလုံးဝဒီမကျူးကျော်ရဘူးဆိုပြီးတော့မှဒါသူတို့ agreement တွေလုပ်တခဲ့တာတည်းရှိတယ်အဲ့ဒီမှာ နိုင်ငံတကာအတိတ်အသက်တွေရှင်းမောက်မှာပဲဒါသူတို့လုတ်ခဲ့တယ်ပေါ့ဆိုတော့ဒါပေမဲ့ပူတင်ကအဲ့ဒီ agreement ဒီ2019လောက်မှာထိုးခဲ့တဲ့ဒီအဲ့ဒီသဘောတူစာချုပ်ကို2020နှစ်မှာချိုးဖောက်ခဲ့ပါတယ်ဆိုတော့ Ukraine ကိုဝင်မတိုက်ရဘူးပြောထားတာကိုသူတို့က2020နှစ်မှာ Ukraine ကိုဝင်တိုက်တယ်ဆိုတော့ Ukraine ကရုရှားနဲ့တိစောက်မဲ့ဒီ diplomacy ကိုတိတ်ပြီးတော့အယုံကြည်မရှိလို့ပြောလို့ရပါတယ်ဆိုတော့ ဒီဒီပလိုမစီကိစ္စနဲ့လေယူကရိန်းသမ္မတဇယ်လန်စကီးကအာအမေရိကန်သမ္မတဒီထရန်နဲ့ JD Vance နဲ့ဒီအင်ဖြိုတော်မှာတွေ့တဲ့အချိန်တုန်းကအာပြောခဲ့တာရှိပါတယ်အဲ့ဒီကိစ္စနဲ့လေအငင်းကုန်လေဖြစ်ခဲ့တာခိုးလေးတကြော်ဖြစ်ခဲ့တာကတော့ဒါလူတိုင်းအသိပေါ်လေဆိုတော့ပူတင်ကိုဇယ်လန်စကီးကတိတ်ပြီးတော့ဒီပလိုမစီကတိတ်ပြီးအယုံကြည်အယုံကြည်ရှိမှာတော့မဟုတ်ဘူးဆိုတော့ဒီတစ်ခေါက်ပြည်စုံဆွေးနွေးရေးမှာတော့တစုံတစ်ခုသဘောတူညီမှုရအောင်တော့ဇယ်လန်စကီးကအပြည့်အဝယုံကြည်မှာတော့မဟုတ်ပါဘူးဒါကြောင့်လည်း ယူကရိန်းက NATO အဖွဲ့ဝင်အဖြစ်ဖြစ်ချင်တာပါအာဆိုတော့ဒီတစ်ခါဆွေးနွေးရင်းလမ်းကြောင်းကဒီဖြစ်ကောင်းဖြစ်နိုင်ပေမဲ့လို့ဒါနှစ်ဖက်စလုံးမှာတော့စင်ခေါ်ချက်တွေကတော့ဆက်ပြီးတော့ရှိနေအောင်ပါပါအနည်းဆုံးအဆင့်တော့ဒီတွစ်ဆုံဆွေးနွေးပွဲကနေစင်ခေါ်ချက်တွေရှိတယ်ဆိုပေမဲ့အပြစ်ခက်ရက်စရေလောက်တော့ဒါဖြစ်ကောင်းဖြစ်နိုင်ကြတော့ရှိပါတယ်ဆိုတော့တစ်ဖက်မှာလည်းဒီဥရောပနိုင်ငံတွေကဒီယူကရိန်းကိုဖိအားပေးထားတာတွေရှိတယ်လုံးဝဒီဘန်အပြစ်ခက်ရက်စရေတွေမလုပ်ဘူးဆိုလို့ရှိရင် ဒါသူ့ကိုသူ့ကိုဒဏ်ရိုက်မယ်ဆိုတဲ့ပုံစံမျိုးတွေအများကြီးပြောထားတယ်ဆိုတော့အဲယူကရိန်းဘက်မှာလည်းအသေးချေပြက်စီးတာတွေဆုံးချုံးတာတွေအအများကြီးတွေရှိနေတော့ဒါအပြစ်ကဲ့ရစ်စီရဲကဒါဖြစ်ကောင်းလဲဖြစ်နိုင်ပါတယ်ဆိုတော့ဒီဒီဆွေးနွေးပွဲကဒီငြိမ်းချမ်းရေးဆိုတာတဲ့အပြစ်ကဲ့ရစ်စီရဲတော့ဖြစ်နိုင်ရရှိတယ်လို့ပြောရမှာပေါ့ဆိုတော့ဘာကြောင့်အပြစ်ကဲ့ရစ်စီရဲဖြစ်နိုင်လဲဆိုတော့နိုင်ငံငယ်အပြန်အလှန်ဒီအာဒီစစ်ပွဲတိုက်ခိုက်တာတွေကိုကြည့်မယ်ဆိုလို့ရှိရင်ဒါစစ်ပွဲတဲ့ကွန်ကြက်စိတ်တွေကလည်းဒါမြင့်တက်လာတာတွေရှိတယ် စစ်ပွဲဆိုတော့မြောကလည်းဒါစီးပွားရေးအရငွေချင်းမတက်နိုင်ရင်ဒါတိုက်ဖို့ကလည်းခက်ပါတယ်ဆိုတော့မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ဒီစစ်ပွဲကုန်ကျစရိတ်တွေယူကရိန်းမှာဖြစ်နေတဲ့စစ်ပွဲကုန်ကျစရိတ်ကပုံများပါတယ်ဆိုတော့ပြီးတော့ဒီရုရှားကိုလည်းဒီအနောက်နိုင်ငံတွေကစီးပွားရေးအရသူ့ကိုဒဏ်ခတ်ပိတ်ဆိုတာတွေထားတဲ့တွဲဒီရုရှားဘက်မှာလည်းအခက်အခဲတွေရှိတယ်ယူကရိန်းကလည်းလူဆင်အားအရင်းမြစ်တွေကအာဆုံချုံမှုတွေအဆောင်ပြည့်စည်တာတွေနဲ့လူတိုင်းချင်းဆိုင်ရာအကျက်တွေတွေလည်းသူ့မှာအများကြီးတဲ့ကြုံနေရပါတယ် ူးတူပြတော့စားနေရိတ်ခံနေဆွမ်းရင်ဇင်းနူးတွေကနေတဆင့်ဒါနိုင်ငံတကာနိုင်ငံတခုချင်းစီကိုတက်ရောက်လာတဲ့အခြေအနေတွေမှာဆက်ရောက်နေပါတယ်ဆိုတော့အမေရိကန်ကရဲ့ဒီအမေရိကန်ရဲ့ဒီကုန်တေးစစ်ပွဲနဲ့အတူယူကရိန်းအပေါ်ဒီထောက်ပံ့တာတွေကိုရက်ဆိုင်လိုက်တဲ့အတွက်ကြောင့်လည်းဒီအနောက်နိုင်ငံတွေကဝန်ထုံးမှုတွေဖြစ်လာတဲ့အတွက်ဒီစစ်ပွဲကိုအမြင့်ဆုံးချက်တက်ချင်ကြပါတယ်ဆိုတော့ဘယ်သူမှပြောမယ့်ဆိုလို့ရှိရင်ဒီစစ်ပွဲကိုရုရှားနဲ့ယူကရိန်းဖြစ်နေတဲ့စစ်ပွဲကိုအနောက်နိုင်ငံတွေကတောင်းဝင်လဲဒါ မယူချင်ကြတဲ့သဘောမှလည်းရှိတယ်ဒါကြောင့်ပြစ်ခဲရက်စင်းမြင်မြင်ဖြစ်လေမြင်မြင်ကောင်းလေဆိုတဲ့သဘောမှဖြစ်ပါတယ်ဆိုတော့နောက်ဆုံးပြောမယ်ဆိုလို့ရှိရင်ဒီတွဲဆောင်ဆွေးနွေးရေးကိုဒီနိုင်ငံတကာကလည်းအများကြီးမျှော်လင့်ထားတာတွေရှိတယ်ဆိုတော့ဥရောပမှာဖြစ်နေတဲ့စစ်ပွဲတွေဒီအရှေ့အလယ်ပိုင်းမှာဖြစ်နေတဲ့ဒီစစ်ပွဲတွေနောက်ဒီအရှမှာဖြစ်နေတဲ့စစ်ပွဲတွေကိုဒါကဘာတဝင်းလုံးကအာဒါရက်တဲ့အစီအစဉ်ကြပါတယ်ဆိုတော့ဒါပေမဲ့လက်တွေ့မှာတော့ပြောစလို့တော့မလွယ်ကူပါဘူးဆိုတော့ အခုယူကရိန်းနဲ့ရုရှားဆိုရင်ဒါစစ်ပွဲကာလ3နှစ်ကျော်လာပါပြီဒီစစ်ပွဲကလည်းကမ္ဘာအခင်းကျင်းမှာအပြောင်းလဲတဲ့အများကြီးရှိပါတယ်ဆိုတော့နောက်ပြီးတော့ဒီစစ်ပွဲကြားထဲမှာမြေဆာမြေဖြစ်ခဲ့ရတဲ့ပြည်သူတွေရဲ့အသက်တွေဟာလူသားချင်းစာနာမှုကင်းမြင့်တဲ့အနေအထားတွေမှာအများကြီးရှိခဲ့ပါတယ်ဆိုတော့ဒါတောင်အိန္ဒိယနဲ့ပါကစ္စတန်ကအပြည့်ရက်ပြီးဆွေးနွေးရေးလမ်းကြောင်းပေါ်ကိုမြင်မြင်လဲဒါရောက်သွားခဲ့တဲ့အတွက်ဒီတန်တဲ့ရှိတဲ့ပြည်သူတွေအသက်ချမ်းသာတော့တယ်လို့ဒါပြောရမှာပါအခုလည်းဒီအခုလည်း ဒီယူကရိန်းနဲ့ဒီရုရှားစစ်ပွဲကိုအဆုံးသတ်ဖို့စင်ကိုချက်တွေရှိနေပေမဲ့လို့ဒီတွစ်ဆုံရေးစင်ရေးလမ်းကြောင်းပေါ်ကိုဒါနိုင်ငံတကာခင်းကျင်းတွေကအများကြီးတွန်းအားပေးနေတာလေကျွန်တော်တွေ့ရပါတယ်ဆိုတော့နောက်တစ်ချက်ကဒီယူကရိန်းနဲ့ဒီရုရှားအဲ့တို့ရဒီတောင်းဆိုချက်တွေကလည်းအပြန်အလှန်သူတို့အချော့ပေါ်ဖို့တော့လိုပါတယ်ဆက်ဒါတွေမလျှော့ဘူးဆိုလို့ရှိရင်ယူကရိန်းစစ်ပွဲကလည်းဒါဆက်ပြီးတော့မှ ရှင်းနေဦးမှာပါဘလို့ပဲဖြစ်ဖြစ်တော့လူသားချင်းစာနာမှုဆိုင်ရာအချက်လက်တွေကိုတော့ထစ်တင်စဉ်းစားပဲထစ်တင်စဉ်းစားဖို့လိုမယ်လို့တော့ထင်ပါတယ်လက်ရှိအချိန်ကြီးတော့ဒီရုရှားနဲ့ယူကရိန်းစစ်ပွဲအဆုံးသတ်ရတဲ့ဒီတစ်ဆုံဆင်းရဲလမ်းကြောင်းပေါ်မှာအစပြူလာနေတယ်ဆိုပေမဲ့ဒီစစ်ပွဲပေါ်မှာနိုင်ငံတကာလိလာတုံးတဲ့သူတွေကတော့ဒီကြားထဲမှာတန်တရားတွေကတော့သူတို့မှာရှိနေစေပါဒါပေမဲ့ဘလို့ပဲဖြစ်ဖြစ်တော့ဒီတစ်ဆုံဆင်းရဲရတာဒီမင်းက15ရဲ့နှစ်မှာတကယ်ပြစ်တယ်ဆိုလို့ရှိရင်ကျွန်တော်အစိုးရကနေအကောင်း ဖြစ်တယ်လို့ပဲယူဆရမှာဖြစ်ပါတယ်